အဘ UK Manchester ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တည်းအောင်လမင်္ဂလာပါ။ Manchester United ရဲ့နီးပြား Ruben Amorim ကဒီဆောင်းရာသီကာလမှာသူတို့ဘက်ကဘယ်လိုပြောမလဲဆိုတော့ Antoine Semenyo ကိုလိုချင်တဲ့အကြောင်းအသင်းတာဝန်ရှိသူတွေကိုသူ request လုပ်တယ်။အဲ့ဒါ athletic report မှာဖော်ပြတာနော် Man United က Antoine Semenyo ကိုလိုချင်တယ် Semenyo ကိုလိုချင်တဲ့သူကအများကြီးပဲအဲ့ထဲမှာ Man City ပါတယ် Chelsea ပါတယ် Arsenal ပါတယ် Liverpool ပါတယ် Tottenham ပါတယ် Man United ပါတယ် ဒါပေမဲ့စမိုင်းယုံနဲ့ပတ်သက်လို့လက်ရှိမှာ United ဘုတ်ဖွဲ့ကရူဘီအမ်မိုရဲ့ request ကိုပယ်ချထားတယ်အဓိကကသူတို့တိုက်စစ်မှုတိုက်စစ်အသားပေးကစားမှလိုအပ်တာမှန်ပေမဲ့စောင်းရာသီမှာထက်ငွေရာသီမှာမှလူခေါ်တဲ့တယ်လို့ United ဘုတ်ဘွဲကယုံကြည်နေတယ်ဥမာဂျီဒန်ဆန်ချိုတဲကလောက်ခလာစာတွေအများကြီးရှင်းထုတ်နိုင်မယ်မာကတ်ဆွဲရှုလောက်ခလာစာတွေရှင်းထုတ်နိုင်မယ်အဲတစ်ချိန်တည်းမှာပဲအန်တနီအပိသက်ပြောင်းရွှေ့သွားတဲ့နောက်မှာဝိုင်လန်ထွက်သွားရင်လေဝိုင်လန်ရဲ့ ဒါဘယ်လိုပြောမလဲအခြေအနေတွေအားလုံးရှိတယ်တော်တော်များများတော့ဝိတ်ကလောက်ချက်လောက်ခလာစားတယ်ဥမာကာလိုကက်ဆမီရိုတို့နောက်တစ်ဖက်ကဟာရီမကွိုင်ယာတို့လိုကစားမတွေတော့မှတက်တန်းတိုးခဲ့ရင်လာစားတွေရှော့မယ်သူလာစားတက်တန်းလောက်သူတို့ရှော့လိုက်လို့ရှိရင်သူတို့တွက်ကလူရသည်မှာစိတ်ကြိုက်ကောင်းကောင်းအခုလောလောဆယ်ဘန်ဂျမင်ဆက်စကိုတလနားတယ်ဆိုတော့တိုက်စစ်က ဒီ Joshua Jesse ကိုသူတို့ထုတ်လို့မရတော့ဘူး Everton တို့ Roma တို့ club 4သင်း5သင်းလောက်လိုက်တယ်ဆိုတော့ United ကဘိုးဘွဲ့တစ်ခုလုံးက Joshua Jesse ကိုစက်ထိန်ထားဖို့ဆုံးဖြတ်ထားပြီးတော့ဒါအခုလောလောဆယ်မှာဒါတိုက်စစ်အသားပေးမဲ့ option တွေကိုလည်းသူတို့ဘာမှမလုပ်နိုင်ဘူး Ruben Amorim က Atletico ရဲ့ report ဆိုရင် Antoine Semenyo ကိုတော်တော်သဘောကျတယ်မနေ့ကဘုံမောင်းမှာကစားကလေးကသူ့အသင်းနဲ့သူတော်တော်လေးအဝင်နိုင်မဲ့10 Roma ရောတောင်ပံမာရောကောင်းကောင်းကစားနိုင်လို့လိုအပ်ရင် force မနိုင်မှာကစားနိုင်တယ်လို့ ဂျုံကြည်တယ်ဒါပေမဲ့သူ့ရဲ့တန်း65တန်းပေါင်65တန်းယိုကြီးစာချုပ်ဟာမန်ချက်စတာယူနိုက်တက်ပေးနိုင်တယ်ဒါပေမဲ့ဒီဆောင်းရာသီမှာမဟုတ်ဘူးနွေရာသီမှာမှသူတို့ပေးချင်တာဆောင်းရာသီမှာသူတို့ပေးဖို့ဆန္ဒမရှိဘူးသူတို့ရဲ့ club ရဲ့ budget နဲ့သူတို့သွားတဲ့အချိန်ဒီအတွက်ကြောင့်ဆောင်းရာသီမှာငွေသုံးဖို့ကအမတန်ခက်တယ်ဒါကြောင့်သူတို့ modern white man လို့နောက်ဒီ Carlos Baleba တို့ Adam Warden တို့ Elliot Anderson တို့ဒီ quality ကွင်းလေကစားသမားတွေကိုသူတို့အများကြီးယာထားသီးသီးတိုက်အောင်ဘာမှလုပ်လို့မရဘူး ထိုက်ဘတ်ဂျက်နေထားရရောကလပ်ရဲ့ဥရောပဝင်ခွင့်မရတဲ့အခြေအနေဒါမှမဟုတ်ကလပ်ကဒီဆောင်းရာသီကာလမှာဆော်ဒီအာရေဗျကိုသွားပြီးတော့ pre-season tour တော့မဟုတ်ဘူးလေ mid-season tour ဆိုတဲ့ပုံစံမျိုးသွားကံပေါ်လဲစဉ်းစားရတယ်အထူးသဖြင့် real real tour ဆိုတာရှိတယ်အဲ့ဒီ January December လောက်မှာအဲ့အဲ့ tour ကို United ကသွားကံပြီး press and sharp လုံးနေတယ်နောက်တစ်ခုကအသင်းကစားမတွေတပွဲတပွဲတဲ့ကစားရတဲ့အတွက်ကြောင့်လေသူ့မှာ option တော်တော်လေးနေတော့ဒီ option ပေါ်လေဆိုတော့ Ruben Amron ကဘုံမောက်အသင်းရဲ့တောင်ပံကစားမောက်ကိုခေါ်ယူဖို့ဆန္ဒရှိလို့အသင်းကို request လုပ်တယ်ဒါပေမဲ့ Manchester United ရဲ့ဘုတ်ဖွဲ့နဲ့ဒါအင်အင်အင်ဒီယာ group ကနေအဲ့အဲ့ရဲ့ request ကို သူပယ်ချလိုက်တဲ့အဓိကကပယ်ချတဲ့ reason ကဆောင်းရာသီမှာဒီစားမောက်ကိုသူတို့အဲ့လောက်ထိသုံးဖို့စာနာမရှိကြောင်းနဲ့လူရာသီမပဲဖြစ်နိုင်ခြင်းအရှိဆုံးပေါ့လေဆိုတော့အဲ့ဒီနေရာမှာ Manchester United ကအခုလိုပြဿနာတွေကြားမှာ Joshua Zirkzee ကိစ္စကအသင်းမှာရှိနေသေးဖြစ်တယ်ဘာလို့ဆို Benjamin Sesko ကြောင့်ဆိုတော့ဒီနေရာမှာ Manchester United ကအခုလောလောဆယ်မှာအသက်20ရွယ်ရှိတဲ့သူတို့ကွင်းလေကစားမှာ Kobe Mainu တယောက်တော့ club ကထွက်နိုင်တယ်လို့သူတို့ယူဆထားတယ်ထွက်တယ်ဆိုတာလည်း ်နာပိုလီကသူ့ကိုအသေးအတန်လိုက်နေတယ်ချယ်ဆီဆိုလည်းစိတ်ဝင်စားတယ်ပရီးမီယာလိဂ်ကလည်း၄သင်းလောက်တဲ့တန်လိုက်တယ်ကိုဘီမင်းနုကလည်းစီးရီကနာပိုလီပဲသွားချင်တာအဲ့နာပိုလီကိုလည်းသူကစေမလွတ်ချင်ဘူးဒါပေမဲ့သူ့ဘက်ကမိတ်ရှူဝါတို့အစားထိုးနိုင်တဲ့ကစားမားပဲဖြစ်ဖြစ်ကိုဘီမင်းနုရဲ့ယူနိုက်တက်ကြားမှာကွန်ထရက်က2029ပဲရှိတယ်ဆိုတော့โอเคမင်းနုသွားချင်တယ်ဆိုရင်တော့မှငါတို့နဲ့ကွန်ထရက်ချုပ်2029နဲ့2030တတန်းတူအဲ့ဒါပြီးရင်တော့ 6လအငှားသွားမယ်မန်ယူနိုက်တက်ကအပိသက်ရောင်းဖို့ဆန္ဒကိုမရှိဘူးဆိုတော့အခုလောလောဆယ်ကြားသိထားတဲ့ report ရ athletic report နဲ့ daily mail ရဲ့ report ရဆိုရင် sexy သေချာပေါက်ဆက်ထိန်ထားမယ်မင်းနူးကိုတက်တန်းထတ်တိုးနိုင်မှအငှားချပြီးတော့စမန်ညိုးကိုသဘောကျပင်မဲ့တခြားကွင်းလေကစားမတွေကိုသဘောကျပင်မဲ့အန်ထရန်စမန်ညိုးရဲ့65တန်းကိုစောင်းရသည်မှာပေးဖို့ခက်ခဲတဲ့အတွက်ကြောင့်လူရသည်တိစောင့်သွားဖို့ရှိတဲ့အကြောင်းဒါအက်သလက်တစ်ကဖော်ပြထားတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်